တန်တမာဆက်ဆံရေးတင်းမာနေတဲ့ရုရှားနဲ့စစ်ဖြစ်မှုကိုဖင်လန်ကစိုးရိမ်နေပြီးနေဆက်ဒေသကာကွယ်ရေးကိုမြင့်တင်နေတယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ရုရှားယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ရုရှားနဲ့ဖင်လန်ကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပါတယ်။ဖင်လန်ဟာ2023ခုနှစ်အေပီလကနေတိုးအဖွဲ့ရဲ့ပူးပေါင်းဝင်ရောက်ခဲ့တဲ့ဖြင့်နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ရုရှားကြားနေဆက်ဒေသထိစပ်မှုဟာကီလိုမီတာ2500အထိရှိလာခဲ့ပါတယ်။ဖင်လန်ရုရှားနေဆက်ဟာ1340ကီလိုမီတာအရှည်ရှိတဲ့ဖြင့် ဥရောပရဲ့အရှိဆုံးနေဆက်ဖြစ်ခဲ့တယ်လို့လက်ရှိမှာနေဒိုရုရှားနေဆက်ဟာနေဒိုဖွဲ့ရဲ့အရှိလျားဆုံးနေဆက်ရှင်ထိတွေ့မှုဖြစ်လာခဲ့ပါတယ်။2023ခုနှစ်ကစပြီးဖင်လန်ဟာရုရှားနဲ့ထိစပ်နေတဲ့နေဆက်ဒေသနဲ့ကီလိုမီတာ200အရှိရှိပြီး၄ .5 မီတာ14ပြကျော်မြင့်မားတဲ့နေဆက်စည်းရုပ်ကိုတိဆောက်ခဲ့ပါတယ်။အဲဒီနောက်နေဆက်ခြံစည်းရုပ်ကိုတန်ဆူးကြိုးတွေကင်မရာတွေလှုပ်ရှားမှုအာရုံခံကိရိယာတွေမီးမောင်းတွေနဲ့အတန်ချက်ဆက်တွေကိုတက်ဆင်ခဲ့ပါတယ်။ ဒီနယ်စပ်ခြံစည်းရိုးတည်ဆောက်မှုဟာလက်ရှိမှာ25ကီလိုမီတာအခြေအထိတည်ဆောက်ပြီးစီးခဲ့တာ2026ခုနှစ်ကုန်ပိုင်းမှာအပြည့်အစုံတည်ဆောက်နိုင်လိမ့်မယ်လို့မျှော်မှန်းထားပါတယ်2023ခုနှစ်ကရုရှားဖင်လန်နယ်စပ်မှာရွှေပြောင်းနေထိုင်သူအများပြားဝင်ရောက်ခဲ့သဖြင့်ဒီနယ်စပ်ခြံစည်းရိုးစီမံကိန်းကိုစတင်ခဲ့တာဖြစ်ပြီးရုရှားကရွှေပြောင်းနေထိုင်သူတွေကိုလက်နက်ဖြင့်အုံချနေတယ်လို့ဖင်လန်ကစွပ်စွဲခဲ့ပါတယ်အဲ့ဒီနောက်2023ခုနှစ်နိုဝင်ဘာလမှာ မြဇတ်တေတရှိဖြတ်တန်းသွားလာတဲ့ဂိတ်ပေါက်ရှိခုစလုံးကိုပိတ်ပင်ခဲ့ပါတယ်။ဥရောပသမဂ္ဂကလည်းဖင်လန်နဲ့အိမ်ကြီးချင်းနိုင်ငံတွေကိုမြဇတ်တေတကင်းလဲတဲ့နည်းပညာတွေနဲ့ဒရုန်းကာကွယ်ရေးစနစ်တွေအတွက်ယူရိုတန်း190ထောက်ပံ့ဖို့ရထားခဲ့ပါတယ်။ဒါပြင်ဖင်လန်ဟာသူ့ရဲ့စစ်အင်အားကိုလည်းမြင့်တင်နေပြီးအရန်စစ်မှုထမ်းအသက်ကို65နှစ်အထိမြင့်တင်ခဲ့က2031ခုနှစ်ရောက်လျင်တန်းပြေးစစ်မှုထမ်းနဲ့အရန်စစ်မှုထမ်းအင်အားစုစုပေါင်းတစ်သန်းအထိရှိလာစေဖို့မျှော်မှန်းထားပါတယ်။